ငါကသာစန့်ကျင်နေတာငါပေါ်မှာတော့မေတ္တာမပြတ်ရှာဘူးပေါ့ငါဘာလုံးလို့ငါကိုမလုံးနဲ့လို့ပဲတားတယ်မဟုတ်တာလေမလုံးနဲ့လို့ပဲပြောတယ်အဲ့တော့နောက်ဆုံးအချိန်ငါလည်းကျမကြီးမကောင်းတော့ဘူးကောရမဗုဒ္ဓငါနောက်ဆုံးအချိန်တွေ့ချင်တယ်သူတပည့်တွေသူ့နားမှာရှိတဲ့ပုဂ္ဂိုလ်တွေအဖော်တွေကိုတိုင်ပင်တဲ့အခါကျတော့ကိုတော်ခုမှတော့လုံးမနေနဲ့ တလျှောက်လုံးရံဖြစ်နေပြီးတော့မှခုမှတော့သွားမတွေ့ချင်တယ်လို့ပြောမဟုတ်ပါဘူးဖရာသူ့ပေါ်မှာအလုံးခွင့်လွှတ်ပြီးသားပါသူတွေ့ချင်မှပြောပါများတဲ့အခါကျတော့ရသော်ဘုရားကရာဇဂျုံမှာမရှိတော့ဘူးတာဝတိရောက်နေတယ်အဲ့တော့ထန်းစင်နဲ့သူ့ကိုတည်သွားတာဝတိမြို့ရောက်တဲ့အခါကျတော့ဇေရွန်အကြောင်းအနိနာကဇေရွန်ရေကန်ကြီးနားလဲရောက်ရော ထမ်းလာတဲ့ကိုတော်တွေကမောပန်းတော့ခိတ္တခဏအဲ့ဒီထမ်းစဉ်ကိုအောက်ချရေမိုးချုံးမယ်စေရောရေကန်ကြီးနားမှာရေချိုးကြမယ်မျက်နှာတစ်ကြမယ်လို့ခဏချတဲ့အချိန်သူကလည်းပဲအဲ့ဒီရေကန်ကြီးနားမှာထမ်းစဉ်ပေါ်ကနေပြီးတော့ခြေတော်ကလေးနှစ်ဖက်တွဲလောင်းချတာမြေကြီးပေါ်အဲ့ဒီကနေစပြီးမြေမြိုတဲ့ဇာလန်းကဝင်လာတယ်နော် ြေတော်နှစ်ဖက်ကမြေထဲရောက်သွားပြီးတော့မြေကြီးကကွဲအပ်လာပြီးတော့တဖြည်းဖြည်းမြေကြီးထဲမှာခြေတော်တွေကဝင်း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 သွားတယ်နောက်ဆုံးဟာဒေဝတာဟာအဲ့ဒီရေကန်ပေးမှာပဲဒီမြေမျိုးချင်းကိုခံလိုက်ရတယ်အဲ့ဒီမြေမျိုးပြီးဆိုတဲ့အချိန်ကျမှသူမလုပ်လဲလို့ဆိုတော့ နောင်တတွေရလာတယ်မြတ်စွာဘုရားကိုနောင်တတွေရလာပြီးတော့ဘုရားကိုနောက်ဆုံးအနေနဲ့သူရှ िख ိုးသွားတာဣမေဟိအထေဟိဓမ္မကပုဂ္ဂလာဒေဝာတိဒေဝန္တရဓမ္မသာရထေတမန္တဆက်ကုံတတ္တပုံညာလက္ခဏာပါဏိဟိဗုဒ္ဓံတရဏဥပေမိလို့ဒေဝရနောက်ဆုံးမြတ်စွာဘုရားကိုရှ िख ိုးပြီးတော့ကိုယ်ဝေယအဖြစ်စိတ်ကတ်သွားတာ ဒီကာထာလေးနဲ့ဒီအတိဘယ်လေးကိုပြူရဟာရွတ်ဆုပ်ပြီးတော့ညီတွားရင်နဲ့မြေကြီးထဲမှာဆုံဆုံမြုပ်ပြီးတော့တည်ဆုံးသွားတယ်ဒီလိုဆိုတာပေါ့နော်အတိဘယ်ကဣမေဤအဋ္ဌိဟိဟောဒီအယိုးတွေနဲ့ဒုက္ခနာကိုငါတဏ္ဏမှာရှိတဲ့ဟောဒီအယိုးတွေနဲ့နောက်ဆုံးမှာအသက်စီဝိတာလည်းတည်တော့မယ်အဲ့ဒီအယိုးတွေနဲ့ဒီ နတ္တကာတို့တဲ့မြတ်တော်မူတဲ့ဆုံးမတိုက်တဲ့ပုဂ္ဂိုလ်ဆုံးမတော်မူတတ်တဲ့တပ္ပယုတဉာဏ်တော်ကြီးမျက်စိတပ္ပယုတဉာဏ်မျက်စိရှိတော်မူတဲ့ဘုံလက္ခဏာမျိုးစုံပါတဲ့ပုဂ္ဂိုလ်မြတ်ဖြစ်တဲ့အရှင်ဂေါရမမြတ်ဖရာကိုဟာဟာအသက်တည်နဲ့စိတ်ကပ်ပါလေဟောဒီမတည်သေးခင်လေးမှာဖရာကိုငါပြန်ပြီးတော့စိတ်ကပ်ပါတယ်ဆိုတဲ့စကားလေးကို နှုတ်မြက်ပြီးတော့နောင်တရပြီးတည်ဆုံးသွားတယ်အဲ့ဒီနေရာလေးမှာရသော်ဘုရားကသူ့ကိုသင်္ကန်းဝတ်ပေးလိုက်တာဟာဒီနောက်ဆုံးအချိန်လေးစိတ်ကောင်းလေးဝင်လာဖို့အတွက်ရသော်ဘုရားသင်္ကန်းဝတ်ပေးတာတဲ့လူဘဝနဲ့နေလဲပဲသူမဟုတ်တာလုံးမှာပဲဟောကရဟန်းဘဝရောက်တော့လဲမဟုတ်တာလုံးတာပဲ မဟုတ်တာလှုပ်ထားခြင်းတူတူလူ့ဘဝနဲ့မဟုတ်တာလှုပ်လို့ရှိရင်နဲ့အခုလို့နောက်ဆုံးတတိတံဝေကရတာမျိုးလူ့ဘဝမှာဖြစ်မှာမဟုတ်ဘူးတဲ့ယဟန်ဝတ်တဲ့အခါမှာယဟန်တိတ်ခါနဲ့နောင်တဆိုတာပြန်ရလာပြီးတော့အခုလို့မြတ်စွာဘုရားပေါ်မှာဒီတော့အစိတ်တော်ရပြောင်းပြီးတော့မြတ်စွာဘုရားပေါ်မှာจิตနဲ့လက်ခံကိုယ်ဝေစိတ်ကမှုပြုလုပ်တယ်ဒီအချက်ကိုကြည့်ပြီးတော့အခုလို့ကိုယ်ဝေစိတ်ကချင်းဟာ ဘဝတန်လျာမှာနောင်သူဘဝကလွတ်မြောက်ရေးကောင်းမှုတစ်ခုကိုလှုပ်ဆောင်သွားနိုင်တဲ့အခွင့်အလမ်းတစ်ခုသူရစေတယ်။အိုးမနစ်ကစင်ကာပူသွားတဲ့အခါမှာစင်ကာပူမှာအသက်၈နှစ်လောက်ရှိတဲ့ကလေးလေးတရုတ်ကလေးသူကမေးခွန်းလေးရေးလာတယ်။အင်္ဂလိပ်လိုဗမာလိုကောင်းပြောတတ်ဘူးအဲ့ဒီကလေးလေး။သူမိဘတွေကတော့မြန်မာပြည်ကသွားတာပဲ။ လူမျိုးကတော့ Chinese ပေါ့အဲ့ဒီမှာသူကတော့ဗမာစကားကိုအကောင်းဆုံးပြောတယ်သူကအဲ့ဒီမှာအင်္ဂလိပ်လိုရေးလာတယ်မြတ်စွာဘုရားကဒေဝတက်ကိုဘာကြောင့်သင်္ကန်းကိုပေးရတာလဲဆိုမိခွန်းလေးပေးတယ်နော်သူစာရီဖတ်ပြီးတော့မြတ်စွာဘုရားဘာလို့ဒေဝတက်ကိုသင်္ကန်းမိဝတ်ပေးရတာလဲဆို Why the Buddha ordained the Devadatta တဲ့သူမေးထားတယ်မိခွန်းလေးအဲ့ဒီမှာ အဖြေကတော့မြတ်စွာဘုရားဘာလို့သူ့ကိုသင်္ကန်းကိုပေးတာလို့ဆိုသင်္ကန်းကိုပေးခြင်းကြောင့်ပြန်လည်ပြီးတော့တတိယလာတဲ့အချိန်မှာလူပုဂ္ဂိုလ်တယောက်တတိယတာနဲ့မတူပဲနဲ့ကိုယ်ဘဝကိုလွတ်မြောက်ရေးအတွက်လုံနိုင်လောက်တဲ့လမ်းစာတစ်ခုထီအောင်ဖော်ထုတ်နိုင်လောက်အောင်စွန့်ရင်တတိရှိတယ်ယဟန်ဘဝကအဲ့ဒါကြောင့်မို့လို့ဘဝနေတရဏလို့ခေါ်တယ်ဘဝကထွတ်မြောက်မှုအတွက်ကြိုးစားနိုင်ခွင့်ရလာအောင်လို့မြတ်စွာဘုရားကဒီအချက်ကလေးကိုမျှော်ကိုးပြီးတော့ အခုလိုနောက်ဆုံးမှာအယိုးနဲ့အသက်နဲ့ဖះကိုကိုယ်ဝယ်စိတ်ကပ်ပါတယ်ဆိုတဲ့ဒီသူ့ရဲ့အမားတွေကိုဝန်ချပြီးတော့နောက်ဆုံးဒီဖះကိုရှ िख ိုးသွားတဲ့အဆင့်ကလေးအတွက်မြတ်စွာဘုရားသူ့ကိုသင်္ကန်းကိုပေးတာတဲ့ဒါကြောင့်မလို့နောက်ကဘာတသိန်းလွန်တဲ့အခါမှာ तू ဟာအဋ္ဌိတရဆိုတဲ့ပြစ်စိကပုရဖြစ်တယ်ဒီဘဝမှာတော့ ရသော်ဘုရားပေါ်မှာကျွလွန်တဲ့ပြစ်မှုတွေကအလွန်များသည့်အတွက်ကြောင့်အင်မတန်မှမြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်သူမြတ်ကိုပြစ်မှုကျွလွန်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်လို့အပင်ငယ်ရဲ့မှာသူဟာကြီးမားစွာခံရတယ်တကဘာပတ်လုံးငယ်ရဲ့မှာခံနေရတယ်လို့ဒီလိုဆိုတာသူငယ်ရဲ့ခံရပုံကိုဖော်ပြထားတဲ့ဟာလေအလွန်ကြောက်စရာကောင်းတယ်သူငယ်ရဲ့ခန္ဓာ ူ့ရဲ့ခန္ဓာကိုယ်ကြီးကအဝိဇ္ဇငရဲရောက်သွားတဲ့အခါအဝိဇ္ဇငရဲကြီးကဘာနဲ့တိဆောက်ထားတာတုံးဆိုလို့ရှိရင်အမိုးကတန်နဲ့အကာရီကလည်းတန်အောက်ကမြေကြီးကလည်းတန်နော်တန်နေနဲ့တိဆောက်ထားတာငရင်လှုပ်လို့ဘာမှဖြစ်ဘူးအဲ့ဒီမှာဒေဝရကအဝိဇ္ဇငရဲရောက်သွားတဲ့အခါကျတော့နေရွက်ထီအောင်သူ့ခေါင်းခေါင်းကနေရွက်လောက်ထီအောင်အမိုးထဲမှာဝင်နေတယ်တဲ့ခြေထောက်ကလည်းဖမျက်ထီအောင် အောက်ကမြေလွာတန်လဲမှာဝင်နေတယ်အရှိဘက်ကတန်ချောင်းကြီးတစ်ချောင်းကအရှိဘက်နိုင်ရန်ကဖောက်ထွက်လာပြီးတော့သူ့ရဲ့ရင်ဝါကနေဖောက်ပြီးအနောက်ဖက်ထိအောင်တန်ချောင်းကြီးတစ်ခုကနေပြီးတော့စုဝင်ထားတယ်တခါတောင်ဘက်ကနေပြီးတော့တန်ချောင်းကြီးကလည်းမြောက်ဖက်နိုင်ရန်ထိအောင်သွားဂလန်ကြီးဖြစ်ပြီးတော့စုဝင်နေတယ်အပေါ်ခေါင်းထိပ်ကနေပြီးတော့တန်ချောင်းကြီးကလည်းအောက်ထိအောင်ထွက်သွားပြီးတော့စုဝင်ပြီးတော့ဒေဝရ ဟာဘယ်လိုမှလှုပ်လို့မရတော့အောင်တန်ချောင်းကြီးတွေနဲ့ခေါင်းကလည်းပဲတန်အမိုးတွေဝင်နေတယ်ခြေထောက်ကလည်းတန်မြေကြီးတွေဝင်နေတယ်ဘေးတွေကလည်းပဲတန်ချောင်းကြီးတွေနဲ့နော်ဒီငါခင်တဲ့အခါမှာဟိုတစုထိုးထားတယ်လို့ပုံစံမျိုးကြီးနေလှုပ်လို့ရှားလို့မရတော့အောင်အဲ့ဒါလိုခံရတယ်လို့စာပေကျမ်းမှာရေးထားတာရှိတယ်ပေါ့အေးရသဗျာကိုယ်တိုင်းကိုယ်က ဒေဝတ္တကိုအမြဲတမ်းတတိပေးတယ်အာပါယိကောဒေဝတ္တတော်မြေအပေကြတော့မှာနေရီကောငရဲရောက်တော့မှာပဲကပ္ပထောတဲ့တကဘာပလုံးခံရလိမ့်မယ်အတိတ်ကိစ္စပြင်လို့မရတော့ဘူးကုစားလို့မရတော့ဘူးသူလောက်တာတွေကလွန်ကျွန်သွားပြီကုမရတဲ့ယောဂဆိုအင်ကီဝရေဘောပေါ့နော်ကင်းစာယောဂဖို့ဒစ်စတေရောက်သွားပြီအင်ကီဝရေဘောကုလို့မရတော့ဘူးလို့ဆိုတာမျိုး ဒေဝရာပြင်လို့မရတော့ဘူးကုလို့မရတော့ဘူးလို့ရသော်ပြာချိန်ချိန်ပြောခဲ့ဘူးလေအဲ့ဒါလို့ဒုက္ခရောက်ပြီးတော့နောက်ဆုံးဒုက္ခရောက်တဲ့နေရာမှာပဲဒေဝရာဟာငရဲခံနေရရှာလေသို့တော်လဲနောက်ဆုံးမှာဝန်ချတောင်းပန်ပြီးရသော်ပြာပေါ်မှာခွင့်လွတ်သီးခံသွားတဲ့ကုသိုလ်ကြောင့်ကဘာတသိန်းလွန်တဲ့အခါမှာအဋ္ဌိတရဆိုတဲ့ အယိုးတွေနဲ့မြတ်စွာဘုရားကိုကိုးကွယ်ခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့စွမ်းအားကြောင့်သစ္စကဗုဒ္ဓတဆူဖြစ်ပြီးတော့တဏှာဝကကျွလွတ်လိုက်မယ်ဆိုရယ်အကန့်တဖြာဒိတ်စကားကိုတော့မြတ်စွာဘုရားကမင်ကြားတယ်လို့ပဋ္ဌကရာတွေထဲမှာဒီလိုရေးသားထားတယ်